ျွန်တော်ရဲ့မိတ်ဆွေများပေရမီပရိသတ်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကျွန်တော်ကတော့ပေရင်ဆရာကေဇောဟိမခမရဒီနေ့ကုန်လည်းအလုံးမအားရတဲ့ကျွန်တော်အဲဒါဒီကနေ့အတွက်ကိုကျွန်တော်ရဲ့အခမဲ့ပညာဒါနရရစီမံလေးနည်းနည်းနောက်ကျသွားပါတယ် sorry ပါအဲ့တော့ဒီကနေ့ညမှာကျွန်တော်မိတ်ဆွေအားလုံးလူသားအားလုံးအတွက်ကို ကျွန်တော်တို့ရဲ့ရှေးဆရာအစဉ်ဆက်ဒါအာကိုသမှုပြုပြီးတော့လှူဆောင်ခဲ့တဲ့ရှေးလူကြီးသူမတွေအမတန်ကိုအထူးပြုတုံးဆွဲခဲ့တဲ့ကတ်ကျော်ရရာနီးနှစ်ခုကိုဖော်ပြပေးမယ်ခင်ဗျာနော်အဲ့တော့ဒါဟိုတီဗီသားလည်းရှိကြမှာပါပထမတနည်းကတော့သူကကတ်ကျော်မုံလို့ခေါ်တယ်မုံလုံးကြီးပေါ့ပေါ့ အမှန်တော့တကယ်တော့အဲ့မိုးလုံးရေပေါ်ပါသူကသူပြန်ပေါ်ဗျာနော်သူ့ရဲ့တက်ကလက်ပေါ်ပြန်ပေါ်ပြီးတော့မှသူကကတ်ကြော်စီတာပေါ့အဲ့တော့စီးပွားရေးနေမုန်းနေတယ်ထိခိုက်စီးပွားရေးတွေလုံးသမျှထိခိုက်ကြဆင်းနေတယ်ဆိုလို့ရှိရင်မိုးလုံးရေပေါ်ကတ်လို့ရတယ်အဲ့ဒါမကြာခဏမိုးလုံးရေပေါ်ကတ်လို့မယ်ကျန်တဲ့အချိန်မှာတော့အဲကိုဝေကျွေးတဲ့အချိန်မှာတော့အုံသီးတွေပါဖြူပေါ့ဗျာနော်ဒေချာရတာရှိရှိလေးအုံသီးတွေပါဖြူမယ် ဖျားကိုလှူတဲ့အချိန်မှာအပေါ်ကနေအဲ့မုံလုံးကြီးအပေါ်ကနေပြီးတော့မုံလုံးကြီးပေါ်ပေါ်ကနေပြီးတော့တက်ပြီးတော့ဘာမှမဖုံးအုပ်တော့ဘူးအုံဒီမဖြူဘူးဗျာနော်မုံလုံးကြီးပေါ်ဆိုရက်ဒီနဝင်းတက်ကိုပဲယူမယ်အတိကျဖြစ်အောင်လို့အဲ့ဒါလှူဗျာစေနိုင်ကြီးဒီမှာဆယ်မိအောင်ဆယ်လုံးဖျားလို့အဲ့ဒါကံပွက်လက်ပွင့်မာစီကြောင့်နော်ဒီနင်းမြုံနေတဲ့စီးပွားရေးပေးစုတ်ချက်တဲနေတဲ့စီးပွားရေးအချက်တဲတွေပြန်လဲပေါ်ပေါက်နိုင်ပါစေကြောင့်ဒီလိုဆုတောင်းအောင်ဗျာ နောက်တနည်းရလှုပ်ဝက်နေပဲလူတိုင်းမသိဘူးတကယ်တမ်းကက်ကြုံမှုကအခုနောက်တနည်းရမှတကယ်ကိုကက်ကြုံမှုစစ်စစ်ပါကိုမဖြစ်ရှင်တဲ့ကိစ္စတွေကနေကက်ကက်ပြီးကြော်သွားဖို့အတွက်ကိုမုတ်စီကြော်ဖះမှလှူရတယ်အဲ့ဒါလှုပ်ဝက်မြုပ်ွက်ပဲဒါကျွန်တော်တို့အပမင်းတခါနော်ဒီနေ့တိုင်းပဲတင်ပြပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ ကိုမဖြစ်ရှင်တဲ့ကိစ္စတွေကနေကက်ကက်ပြီးကြော်သွားဖို့အတွက်အခုလိုနော်ကက်ဆိုးတွေပေါ့ကျမရဲ့ညံ့နော်ရောဂါကက်ဆိုးတွေအကုန်ပါလာပေါ့မိသားစုဝင်နှစ်ဦးရှိရင်မိုးစီကျော်နှစ်ချက်မိသားစုဝင်သုံးဦးဆိုရင်သုံးချက်လေးဦးရှိရင်မိုးစီကျော်လေးချက်ဖျောက်ကိုကက်လို့ပြီးတော့ယုံကြည်လေးနဲ့စွာနဲ့ရှိခိုးကြတော့ပြီးတော့ဆူတောင်းတမှုပြုရတယ်အဲ့တော့တာမန်ဆူတောင်းတာတဲ့ဆိုင်တော့ဒီလိုနီးလေးတွေပါပြီဆိုရင်တော့ဒါပို့ပြီးတော့ထိရောက်နိုင်တာပေါ့ခင်ဗျာအားလုံးပဲ လက်တွေလှုပ်ဆောင်ပြီးတော့လက်ပေါ်ကတ်ကြော်ကကံကောင်းနိုင်ကြပါစေ။